လိုင်မဲစတူဒီယိုအားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တို့ကစာရေးသူမောင်ညူမိုင်းတန်လင်းရေးသားထားတဲ့ဒေါ်ဆလင်းနဲ့ကြုံခဲ့သည့်နေဆိုတဲ့ဇလံလေးကိုနားဆင်ရမှာပါဇလံလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ကျွန်တော်ဟာဂမ်ဘီယာပညာရှင်ဆရာတချို့နဲ့လိုက်ပါလီလာစီဖို့ရင်းနဲ့လုံစွာမှပဲပြိုးဝဲစမ်းကျင်လုံလာတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့သိရှိခွင့်ရခဲ့ပါတယ်ကျွန်တော်အမေပြောပြတဲ့ဖြစ်ရပ်ကလည်းစိတ်ဝင်စားစရာပါ အမေကတော့သူပါကလေးအရွယ်ကျောင်းနေစဉ်အရွယ်ကားတယ်ကျွန်တော်တို့ရွာထိပ်မှာဒေါ်ရှင်းဆိုတဲ့အဖွားကြီးတယောက်ရှိပါတယ်ရွာထိပ်မှာတဲတလုံးနဲ့တီးကြောင်းနေပြီးတော့တချို့တွေကသူ့ကိုစုံမကြီးလို့ဆိုကြပါတယ်ကြေကြေတော့မပြောရဲကြပါဘူးတူတူတိတိနဲ့လက်တို့ပဲပြောရဲတာပါအသားကမဲမဲပိမိန်ချော့ချော့ပါစက်ထင်းမှလည်းတွားရီမရှိတော့ပါဘူးတပုံကြီးပဲကြံပြီးတော့ဘယ်တော့မှလည်းအင်းကြီးမဝက်ပါဘူးချမေရင်ချောင်းနဲ့ ကြီးကလက်လေးတင်နေနေပြီးတော့တကားတလေတော့ရေချိုးတာမြင်ရတယ်လို့ပြောပါတယ်။ရေချိုးတာသူ့တဲအိမ်မှာချိုးတာမဟုတ်ဘဲနဲ့ရွာဝင်၆ရေကူရင်နဲ့ချိုးတာလေ။အံ့ဩဖို့ကောင်းတာကတော့ဒေါ်ရှင်ရေချိုးရေကူးနေပြီဆိုတော့ရှင်ငုတ်တာ လုံးဝကိုအကြာကြီးပဲ။တချို့တွေကရေအောင်ငိုရှိုးသွားတာမိနစ်20နာရီဝက်လောက်ကြာတဲ့အထိပြန်ပြီးတော့မပေါ်လာတော့ရှင်နဲ့ဒေဘီလို့ထင်ကြပြီ။ရွာတွေကလူတွေပြေးခေါ်ကြ ပြေးလာကြမင်းမြန်းကြနေရေကူကျွမ်းကျင်နေသူတွေနဲ့ရေငုတ်ရှာမယ်လုပ်ပြီးဆိုတော့ဒေါ်ရှင်ဟာရေထဲကနေဘွားကနေရေဆူစပင်းနဲ့ပေါ်လာတတ်ပါတယ်ဒီခါမှာတော့လန်သွားတကြပြီးရှင်နဲ့တိတ်ပြီးတော့အစိမ်းနဲ့တစိဖြစ်လို့ကိုတင်ပြနေဆိုပြီးတော့ပြေးတတ်ပါတယ်မိမသားအဘွားအိုတယောက်ချောင်းရီအောင်မှာနာယီဝက်လောက်ချောင်းငုံနေပြီးမှဒုံကနေပြန်ပေါ်လာတော့အံ့ဩထိတ်လန့်သွားကြတာပါ တစိလို့လေထင်မှတ်ကြတာပါဒါပေမဲ့လည်း တော်ရှင်ကတော့မသိပါဘူးတစီလည်းမဟုတ်ပါဘူးရေအောက်ကျမ်းပြင်ကဘဲဥတွေပါကောက်ပြီးတော့အိမ်မြန်တာမြင်ရတော့ပုံပြီးအံ့ဩရပြီချောင်းရည်တွေကိုဘဲတွေစိမ့်ပြီးတော့ရေကိုအစာရှာရင်းနဲ့ဘဲကဥဥချတာပါချောင်းကလည်းတော့ဘသူကမှလည်းတကူးတက ရေငုတ်မရှာရေးပဲအခုတော်ရှင်ကရေကြကြငုတ်ပြီးတော့ဘဲဥတွေကောက်ယူလာတဲ့အခါမှာဆုံးမကြီးကရေကြကြငုတ်နေမှာပေါ်တယ်ဖြစ်ပြန်ရော ရုပ်ကလည်းစုံလုံးလာတော့ထိုးစံတိုင်းပဲမရှိခုံတို့မလှဆုံးရုပ်ပေါ့ဗျာရောမအတုပပူပြီးပြန်လာလို့ထိတ်လန့်တရီလိရင် အပမိသလိုတရေပုတ္တလူလိုရှိရင်တချို့တွေကရွာဦးဖုန်ကြီးအကြောင်းကိုပြေးရပါတယ်တချို့တွေကကျတော့ဒေါ်ရှင်ပြူစားတာနေမှာပဲဒေါ်ရှင်ကိုစားကြလဲငွေစားလေးနဲ့တောင်းပန်မှဆိုပြီးတော့လာတက်ပါတယ်ဟဲ့ဘာကိစ္စနဲ့လာကြတာတော့ကျမသားလေးလက်လက်နေလို့ပါအမေ ကျွန်တော်မိမတကောင်ရံမှာထထငုံနေလို့ပါအမေအိမ်တွင် only အလိုလိုပြုတ်ကြနေလို့ပါအမေအမေပဲကူညီပြီးတော့ကူစားပေးပါဦးအမေဒါလေးများအေးဟောဟုံမိဖို့ကပြာနေနေနေယူသွားအဲ့ဒီပြာကိုလက်နဲ့ကလေးနဲ့မိမရဲ့နဖူးတို့ရှာဘောတို့ခြေဘွားတို့ကိုတွုတ်လိုက်ပျောက်သွားလိမ့်မယ်ကြားလားဟုတ်ဟုတ်ကဲ့အမေဟိုကောင်ခင်ဗျားအမေပြုတ်ကြတဲ့အိမ်တွင်အုံးကိုအုတ်ခဲပေါ်တင်ပြီးတော့စွတ်အစ်စ်ပြန်လို့ကောင်းသွားလိမ့်မယ်ကြားလားဟုတ်ဟုတ် ဘာရဲ့ညာရဲ့မဟုတ်ပါဘူး။ဒေါ်ရှင်ပြောတဲ့အတိုင်းလှုပ်လိုက်တာအလိုလိုလဲကောင်းသွားတတ်ပါလေ။ဒီလိုနဲ့ပဲဒေါ်ရှင်ဟာအရန်ကိုနာမည်ကြီးနေပြီးတော့သုံးမကြီးကဝီမကြီးတဲ့။သူပြူစားပြီးတော့သူ့ဘာသာပြန်လဲကုစားနေရတယ်။တကယ်ကတော့ဒေါ်ရှင်ဟာလှုပ်မစားပါဘူး။ရောသူရောသားတွေကို ကုတာပေးလို့ကတော့ပြီးခဲ့တဲ့ငွေဆက်ကူတွေကို လုံးဝမယူဘဲနဲ့ဘုန်းကြီးเจ้าကိုတွားလို့လာ ပြင်းရကြရတော့ဒေါ်ရှင်ဟာသုံးမကြီးမှဟုတ်ရဲ့လား။ ကဝေရောဟုတ်ပါမလားဝဲတွေဆုံရောဟုတ်ရဲ့လားပြောဆိုဝေဖန်နေကြပြီဒေါ်ရှင်ကိုကြောက်ရတာကဒေါ်ရှင်ဟာလာပြီးတညတကောင်ရန်ရောက်ရင်တော့သပင်းဖားလာနေမိုးကောင်းမြောင်ဟာလာမင်းကြီးကိုလက်အုပ်ချီကမိုးချီပြီးတော့ပစက်ကနေလေဗန်းတဲ့တွေရွှတ်နေတတယ်ဒီလိုရွတ်ဆိုနေတဲ့အချိန်မှာကောင်းကင်ဘုံမှာလရလိုအကောင်ကြီးတွေဒီငါအကောင်ဟာကြံဝဲနေတာတွေ့ရပြီးတော့ကောင်းကင်ဘုံက လက်ဆိုးကြီးတွေတကြီးကြီးနဲ့အော်နီယာကိုမြင်ရတော့ပူလက်ပြီးတော့ရိုးစွတ်ကြတာပါအဲ့ဒီမှာထူးခြားတာကဒေါ်ရှင်ဟာကလေးတွေချစ်တာပဲသူ့ရဲ့တဲဝင်းကြီးရောက်လာတဲ့ကလေးတွေကိုကစိုးအုပ်မီးဖို့ကြွေးတက်ပြီးတော့မာလကာသီးတွေခေါ်ချပြီးလူကြီးတွေကတိပြီးဆိုတော့ကြောက်ကြလန့်ကြစူကြနေအမလီဒေါ်ရှင်ဟာကစိုးတွေကြွေးရတဲ့အဲ့ဒါအပေးထက်တာနေမှာပေါ့ဖះဖះကဲတော့မို့ပါဘယ်လိုလုပ်ရမလဲဟဲ့ တမိပိုင်ထဲမှာဘလို့နေလဲဟင်ဘိုက်ပြေးပြီးတော့အားကိုရှီသွားတာပဲအမေဖေဖေဟေ့မောင်စိန်မင်းအဖွားကြီးကျွေးတဲ့မာလကာဒီစားပြီးတော့ဘိုက်ပေါ့မလားဟင်ဟာဒီလိုချိုးတဲ့မာလကာဒီမျိုးကြွားထဲမှာမရှိဘူးဗျနောင်နေကြရင်တော့တော်ဆောင်းပါပဲမိဘလူတို့တွေက စိုးရိမ်ထိတ်လန့်ကြကလေးတွေကတော့ပျော်လို့ရပါနောင်နေသွားကြမယ်ကြီးပြောနေတာကြောင့်ချိန်မောင်ဟတ်တားရပြီဟတ်တားလို့လည်းမရသွားကြပြန်ပါလေတနေ့နေကြီးပိုင်းမှာတော့ အမေကြီးဒေါ်ရှင်ရဲ့တဲကိုရောက်သွားကြပြီးကလေးကလင်းကားရောက်ကျွန်တော်အမေကခေါင်းတော်မှာငါမကြီးတွေရောက်လာပြီကိုကွ့လာကြလာကြခေခေခေဒီနေ့ဘာစားကြင်ကြတော့အမေကြီးပြောပါမင်းရဲ့ဟိုပစုံကျော်မိဖို့စားရင်လေတားတော့ကနန်းမိဖို့စားရင်လေအမေအေးအေးစားရမယ်ကွယ်ခဏလေးဒီလိုပြောပြီးတော့တဲတဆက်မိကဒီနေ့အပြားစားကို ချွတ်ယူပြီးရှင်အင်းနှုံလေးရှိမှထိုင်လိုက်ပါလေ gain ငါမြည်စားခြင်းနဲ့ပဇွန်ကြိုကြီးများရောက်တော့ပဇက်ကပြောရင်လည်းဒရီစာလေးတွေကိုရှီအင်းတုံနေပြစ်ချလိုက်တော့ရှီထဲမှာပဇွန်ကြော့တွေခုန်ကူးနေတာအမေတို့ကလေးတွေဟာအလွန်ကိုအံ့ဩပြီးတော့ပျော်လေးပျော်နေကြပါလေအံ့ဩစရာလည်းကောင်းလိုက်တာပါဒရီစာလေးတွေရေပေါ်ပြစ်ချရင်လည်းလက်တန်းတာတာပဇွန်ကြော့တွေဖြစ်ကုန်တာပါပြီးလေပြီးရောပဇွန်ကြော့တွေကိုစိတ်ယူပြီးတော့နေကြီးကေးပေါ်မှာတေပုတ်လိုက်တော့မွှေးလို့သွားပါလေအမေတို့ကလေးတွေက ပါဇက်ကနေတရီတွေကြလာပြီးတော့အမေဟေးမြ мян ဖုတ်ပါအမေရဲ့စားရင်မီလားဟဲ့ဟုတ်ကဲရွတ်ရွတ်ရွတ်စားကြပဇော်မီဖုတ်ကိုအခုံလေးတင်ပြီးတော့အားရပါရစားလိုက်ကြတာကုံပါရောပြီးတော့ရေဦးစင်ကရေကိုတဝတပြေတောက်ကြပါလေစားလို့ကောင်းရဲ့လားကလေးတို့ရဲ့ကောင်းတယ်အမေအမေတမီးတို့ပြန်တော့မယ်နော်အေးအေးအေးနောက်နေလေလာကြွယ်ငါးရီခင်ကြည့်မယ်တိလားဟုတ်ဟုတ်မီးတို့ရဲ့ ရှေးမေဘာလဲအခုမီးတို့ပစုံကြော့ဖူစားတဲ့ကြောင်ဘသူကုန်းမှ ရှောင်မပြောကြနဲ့နော်ဟုတ်ကဲ့ပါရှင်အမေကျမ်းမချမ်းသာပါစေနော်အေးအေးအေးကာမီးလေးတွေလည်းကျမ်းမချမ်းသာပြီးတော့အန်ဒီအကင်ပြီးရှိမှစီကွယ်ရော်တဲကိုရောက်ကြတော့ကလေးတွေဆိုတော့ပစက်ကမလုံကြပဲလူကြီးတွေတိတ်သွားပြီးတော့လက်ညာကြောက်ကြလို့ရောင်ကြောင်ဆရာတော်စီကိုတွားပြီးတော့စစ်စီပြီးတော့ရှင်မန်းနေပါလေတက်ရပါလေဖုံဖုံမရ အားလုံးကွယ်ကလေးတွေဝမ်းပိုက်ထဲမှာအပေးများရောက်နေပြီလားဗျာဘာအပေးမှမရှိပါဘူးသူတို့လည်းဘာမှမဖြစ်ဘူးအားလုံးကောင်းနေဒေါ်ရှင်ကဒနီးစားတွေကိုပစုံဖြစ်အောင်လုပ်ရှာမရှိတဲ့နေ့တော့ကြနောက်နေ့ကလေးတွေတခုခုပြင်ငါเจ้าကိုပြန်လာခဲ့ကြတင်မဗျာသူတို့တွေပြန်စင်းသွားကြပြီနောက်နေ့မှလည်းကလေးတွေဟာဘာမှမဖြစ်ကြပါဘူးဒီနေ့မှတော့ထူးခြားတာတခုတွေ့လဲရပြီရောင်ဦးเจ้าဆရာတော်ဟာစိုးမကြီးဒေါ်ရှင်တဲကနေ ပြန်ထွက်အလာကိုရွာသူရွာသားတချို့ငြင်းလိုက်ပါတယ်။ဘာလာလုတာပါလေ။မီးလေးမမီးရေးပင်နောက်နေ့မနေ့ကရောက်တော့ခက်စိုးစွမတော့စုမကြီးဒေါ်ရှင်ဟာလက်အုပ်ချပြီးတော့တရားလုံးကိုလှည့်အင်းရှိရောက်ရင်လက်အုပ်ချရွတ်ဖက်တယ်။ဘသူ့ကိုမှလည်းစကားတစ်ခုမှမပြောခဲ့ပါဘူး။ညနေရောက်တော့ရောင်ဦးเจ้าစီတီမှာပန်းရေချမ်းကက်တပြက်စီလှည့်ပြီးနောက်နေ့မိုးလင်းလို့ကလေးတွေဟာအမေကြီးဒေါ်ရှင်တဲကိုရောက်တော့အမေကြီးဒေါ်ရှင် မရှိတော့ပါဘူး။ စာအုပ်စာကွက်တွေကျန်းခဲ့ပြီးအော်ကော်တော့လည်းအသက်မပြိုနောက်ဆုံးမှာတော့အမေတို့ကလေးတွေအားလုံးငိုပြီးတော့ပြန်လာခဲ့ရပါတယ်ဒီတော့မှလူကြီးတွေလည်းသူတို့ရဲ့အခေါ်ဆုံးမကြီးဒေါ်ရှင်မရှိမဲတိလဲရပြီးတော့ရောင်အောင်ဆရာတော်ကိုမင်းမြဲလျှောက်ထားကြည့်လိုက်တော့မင်းတို့ပြောနေတဲ့ဆုံးမကြီးဒေါ်ရှင်လို့ခေါ်တဲ့တက္ကမကြီးဒေါ်ရှင်ကိုတွေ့ကျင်ပုပ်ပါတော်ပေါ်လိုက်သွားပြီးကြည်တယ်ကျွန်တော်တို့ရဲ့အမေပြောပြတဲ့ပညာတည်းရဲ့အကြောင်းကြားလိုက်ရပြန်တော့ တော်ရှင်တို့ကလေးတွေချစ်တတ်တဲ့ဆုံးကဝီပညာရှင်တွေကိုတွေ့ကျင်ခင်ခင်စိတ်တွေဖြစ်ခဲ့ပါတယ်။တခါတော့ကတော့ကျွန်တော်တို့ရဲ့အဖေဆရာကြီးအဘဆရာကြီးရွှေရင်ကျော်ဦးတင့်ဝင်ရွှေရင်ကျော်ဦးတင့်မောင်ဝင် အခုကွယ်လွန်နေတူကျုံဆောင်ခဲ့ရတဲ့ပညာရှင်မိမကြီးကိုကျွန်တော်မိသားစုများ ချောပါပဲရဲ့လှကြပါပဲရဲ့ဒါပေမဲ့လူဒီရောက်ကိုလိုချင်လို့မလိုရင် မလိုသလိုပြုစားတတ်တဲ့ဒုက္ခပေးတတ်တဲ့မိစ္ဆာအယူတည်းတည်း မားတဲ့သူတွေကိုတီးရတော့လေရှင်မိပါရဲ့စိုးမိပါရဲ့ရှင်နေမှာလေတုံငယ်မိပါရဲ့ဒီနေ့ရောက်တဲ့အခါမှာတော့မိဆွေစာရေးဆရာကြီးမောင်စိန်လိုင်းဥတာကပညာသည်တယောက်ကြောင့်ဇလန်လေးပြောပြခဲ့ပါတယ်သူတို့ရဲ့မိပါရဲ့ပြောပြသွားတာလို့လို့သူတို့ရဲ့အတိတွေကြုံရတာလို့လို့ ਨੇ ပြောပြတာကတော့ကြာခဲ့ပါပြီဆုံးကဝီရီရဲ့အကြောင်းကိုစက်မိရာကဆရာစိန်ပြောပြတဲ့ဇလန်လေးကိုလည်းဘ ਹੁ တုဒအဖြစ်နဲ့ ရေးပြခြင်းတာပါတကယ်လို့အခုပြောပြတဲ့အကြောင်းအရာတွေဟာတစုံတစ်ယောက်များရေးခဲ့ပြောခဲ့ပြီးဖြစ်ပါရင်တော့ကြိုတင်ပြီးတောင်းပန်ရအောင်ပါပါကျွန်တော်ရေးနေတဲ့စုံကဝေပညာတွေအကြောင်းနဲ့ဆက်လင်းနေပါကြောင်းကြံကိုပြုတဲ့သဘောနဲ့ရေးသားရခြင်းဖြစ်တယ်လို့လည်းယူဆသေးခြင်းပါလေဖြစ်ရကြုံရပုံကတော့ဒီလိုရေးပါဒီနေ့မှာတော့ကုလုံးဖေဆိုတဲ့မြန်မာတိုင်းရင်းစေးစီယာတယောက်ကစာကြုံနဲ့လှမ်းပါလို့ဗရမ ्या ကုံရွာဆိုတာကို စေကူသွားဖို့တဲ့ပြင်ဆင်နေစင်းမှာအသည့်ဈေးစရာတယောက်ကမြင်လို့မေးလာပါတယ်။ဇီယာလုံးအချုပ်ပိုးတွေပြင်လို့ဘယ်တော့မှ။ဩစေကူဖို့စာရုပ်တာနဲ့သွားမလို့ပြောဆရာရွှေရ။ဘယ်ရွာတော့မှဇီယာလုံးရဲ့ဗရမကုန်းရွာပါဗျာ။ဗျာဗရမကုန်းဟုတ်လား။အေယော်ရီမြေယုံနတ်ကရွာကြီးမို့လားဗျာဇီယာလုံးရ။ဟုတ်တယ်လေဗျာ။ဆရာရွှေလေးရောက်မှုတွေနဲ့တွေ့တယ်။ဇီယာလုံးဟုတ်ကဲ့ပြောဆရာရွှေ။ ဆီအောင်လုံးအဲ့ဒီရွာကြီးကိုရောက်ဘူးလားဟမ်အခုမှရောက်ဘူးအောင်လို့တောင်းရမှာဗျဒါဆိုရင်တော့ခမ ्या ကိုကြုတ်ကြိုပြီးတော့မှားလိုက်ပြသေးဗျာအဲ့ဒီမှာဆီအောင်လုံးရေဗရမရွာရေစိတ်ကိုရောက်ရင်ရေစိတ်ညောင်မင်းကြီးအောက်မှာဒေါသလည်းဆိုတဲ့ပိန်ပိန်မဲမဲနဲ့မျက်လုံးကပြူးပြူးခေါင်းတုံတုံပြောင်းမှုပဲစိတ်လေးကြီးဘွားနေတဲ့မိမကြီးတယောက်ခမ ्या တွေ့ရလိမ့်မယ်ဟုတ်ကဲ့တွေ့တော့တွေ့ခဲ့ရင်တော့ခမ ्या အဲ့ဒီဘွားကြီးဒေါသလည်းကိုရိုးရိုးတည်တည်ဆက်ဆံများ ပြီးရင်ခမည်းပါသွားတဲ့စာဦးစာပြားကိုလည်းသူ့ကိုလက်ဆောင်ပေးဗျ။ဘာလို့လုံးဗျ။အဲ့ဒီဒေါ်စလင်းဆိုတဲ့အဖွားကြီးကထူးဆန်းနေ။တရော်လုံးကလည်းသူ့ကိုကြောက်ရွံ့ကြတယ်။ဒီရော်ဘက်ကိုစိတ်ကူသွားတဲ့ဆရာပေါ့ဆာရောဆရာကြီးခမည်းရော အတော်များများကတော့ဒေါ်စလင်းကိုဥတိုက်ပြီးမှရော်လေးကိုဝင်ပြီးစိတ်ကူလို့ရတယ်ဗျ။ဒါဆိုသူ့ကိုဥမတိုင်ရင်ရောဗျာဟာသူ့ကိုကာလာမမပြုတ်ပဲစေးသွားကုရင်တော့အဲ့ဒီဆရာက လုံးဝစေကူလို့မရဘူးတဲ့စေကူလို့မရတဲ့ပြင်ခွေးကြိုက်ခံရမွေးကြိုက်ခံရရွာထဲမှာပဲဝမ်းလျှော်အော့အန်စကားမပြောနဲ့ယူကြောင်ကြောင်နေဖြစ်ရောတဲ့သူလောက်တာရောဟုတ်ပါမလားဗျာအဲ့ဒါတော့မသိပါဘူးဗျာနမေကတော့ကြီးနေတာပဲသူ့မြအိုးတိုက်ကာတော်အပြုတ်ဈာစီယာလက်ဆောင်လေးများပြီးတော့ရင်တော့စေကူသွားမယ်လမ်းကြောင်တစ်ခုလုံးဖြူးနေတာပဲတဲ့စီလေးစွန်းနေငွေလေးရတယ်နမေလေးကြော်တယ်တိလာဗျခင်ဗျအဲ့ဒီကိုသွားပါဆိုတော့ ကျုပ်ကကြိုးပြီးတော့တတိပေးတာပါဗျာယုံရင်လည်းခမားအကျိုးပဲမယုံတော့လည်းခမားအကျိုးပဲကဲတောင်းမယ်ဗျို့တောင်းမယ်မိတ်ဆွေစီစီဟာပြန်သွားတော့မှစီးလွယ်အိမ်နဲ့အဝေးအိတ်ကိုကောက်ယူပြီးကားကြီးရှိရာလာခဲ့လိုက်ပါတယ်ကားတဒန်မော်တော်တဒန်စီးပြီးတော့ညနေဆောင်တော့မှဗရန်များရွာရေစိတ်ကိုရောက်တော့ခြေစိတ်မှာလူအတဲစင်အနှဲငယ်ရှိပြီးရွာလေးကိုလူစိမ့်လာလို့လားမသိဝိုင်းမီအကဲခက်နေကြပြီးဒါနဲ့ဒီရွာကကုဆိုးကြီးရဲ့အိမ်ကိုတည်ကျင်လာတဲ့ ဒီမှာဗျာနောင်ကြီးဘယ်များရွာကကိုစိုးကြီးတို့အိမ်များတိပါသလားခမတိတာပေါ့ဗျာကျော်လေတရားကြီးကိုကြော်လိုက်ရင်ကုံုံဆိုင်ကကိုစိုးကြီးတို့အိမ်ပဲဗျကျွန်တော်လည်းအဲ့ဒီရှင်သားမှာနေတာတိုက်ခဲ့လေဒါနဲ့ပဲကျော်ကန်လူတိနဲ့ရေစိမ့်ကနေကုန်းမော်တက်လာတော့မြောင်မင်းကြီးတပင်အောက်ကမိမကြီးချောက်ကသူ့ကိုခါထောက်စိုက်ကြည့်နေရပါပင်ပင်ရှိရှိ အသားကမေမေမျက်လုံးကဖြူဖြူခေါင်းကတုံတုံနဲ့ပုံတရံကတော့ဆရာရှိပြောပြတဲ့ ဒေါ်လာဒေါ်ဆောက်လင်းဆိုတဲ့ချိုးဆန်းလာတဲ့မိမကြီးများလားအဲ့ဒီလိုသူကသူတို့နှစ်ယောက်ကိုရန်လိုအကဲဆန်းမျက်လုံးနဲ့စိုက်ကြည့်နေတော့ကိုယောဂန်လူကမြင်လိုက်တော့ဆရာလုံးရဲ့အနာကနေဖေချင်ပြီးတော့အမြန်တွားလိုက်ပါတယ်ဟုတ်ပါပြီဒါကတော့ဆရာရွှေပြောပြတဲ့ဒေါ်ဆောက်လင်းပဲဖြစ်မှာပါဒါနဲ့ပဲဆရာလုံးတယောက်ဒေါ်ဆောက်လင်းရှိရောက်ကိုတန်းသွားပြီးတော့ရှိရောက်တော့အမေဒေါ်ဆောက်လင်းပါလားခမရွရွတီတီနှုတ်ဆက်လိုက်ပြီး မင်းကမြို့ကစီးစရာလားဟုတ်ဟုတ်ပါတယ်မင်းဒီရွာကိုဘာလာလုပ်တာလဲဟိုလူမမာကိုစိတ်ကူးမလို့ပါမင်းရွာကိုဝင်အမေတော်စလင်ကိုဝင်ပြီးတော့ဂါရဝပြုရမယ်ဆိုတာနားလေသဘောပေါက်လို့အမေကိုဂါရဝပြုရင်လေဟိုဟော်ရီကဘာလာတဲ့စားပွဲတောက်ပွဲရတွေကိုအမေကိုလှူပါတယ်မင်းဇရာလုံးကပြောနေရင်လေငါတစ်တာဖို့တွေနှုတ်စီတွေတကြားတွေပုံမှုတွေကိုဒေါ်စလင်းစီရိုးရိုးတေးတေးပြီးလိုက်တော့မင်းက တော်သားပဲ ဟိုရင်ကလာတဲ့ကောင်းလေးနဲ့တခြားစီပဲငါကလည်းအဲ့ဒါမျိုးမှကြိုက်တာဒါထက်မင်းနဲ့မေကမောင်လုံးဖေလို့ခေါ်ရတဲ့အမေအေးအေးမောင်လုံးဖေမင်းကတော်ပါပြီတဲ့ကွယ်တွားဟိုဒီရွာထဲမှာကြာရအင်းကိုဈေးဝင်ကိုအားလုံးအစဉ်ပြေရစီမင်းဒါနဲ့တယောက်ယောက်ကများမင်းကိုဘာဘာညာညာရန်လုတ်လိုက်တော့မနာမည်ပြောလိုက်ကြားလားဟုတ်ဟုတ်ကဲ့ပါမင်းမောင်လုံးဖေခမရမင်းပြန်ရင်ငါအိမ်ဝင်ခဲ့အောင် ကျမင်းစားပြီးမှပြန်မမိနဲ့နော်ဟုတ်ဟုတ်ကဲ့မီကဲတွားတော့ဆရာလုံးမီဟာဝမ်းသာအားရနဲ့ရွာရဲကိုဝင်ခဲ့ပြီးတော့ကုဆိုးကြီးတို့အိမ်မှာတဲပြီးဝိညာဉ်ရှင်တွေကိုစေကုသပေးလိုက်တာဖျက်ရက်လေးတွေးမှပဲယောဂါပျောက်သွားခဲ့ပါလေဆွလိုက်တဲ့ဆရာလေးဟဲ့လူငယ်မိမိသူစည်းကဆွနေဟဲ့ညာဘက်လက်လက်အော်တဲ့မဆင်မြင်ရဲ့တားလေးဆရာလေးရဲ့စိတ်နဲ့ပျောက်တာအံ့စရာပဲအေးလင်းငန်းဆွနေတယ်ဆရာစေတုံကနဲ့စကားပြောနေတာများအံ့ရောပဲ ။ဘာထုလဲ။ကျုံရဲ့ဖုစအုံနာလဲတက်တာလေဆိုပဲ။ဒီလိုနဲ့ဆရာလုံးကိုကျေးဇူးတွေတင်ကြပြီးတော့ငွေသားတွေကျုပ်ဘဲဥတွေတစ်သီးဝလံတွေငချောင်ငချမ်းတွေကိုပေးကြတဲ့အပြင်တော့နေ့တိုင်းမှာလည်းဟင်ကောင်ဟင်းလျာတွေနဲ့ကျွေးကြပါတယ်။အရင်တုန်းကဆရာတချို့ကိုစိတ်မဆွတဲ့အပြင်ဘာဖြစ်မှမသိပဲနဲ့ဆရာကိုယ်တိုင်ပစိုးချုပ်ပြီးတော့ပြေးခဲ့ရတာပါ။ပြန်ရမယ်မနဲ့မှာတော့အားလုံးကဝိုင်းကြောကြပြီ။နောက်ကိုလေကျွန်တော်တို့ရဲ့ရွာကိုမကြမကြလာပြီးလေပါဆရာ။ ကောင်းပါပြီဗျာကောင်းပါပြီအကြောင်းကြည့်ရင်စာရေးပြီးတော့မှာမရစင်တော့ဆရာမှာပါဗျာမှာပါကျွန်တော်ဆက်ဆက်လာခဲ့ပါမယ်အားလုံးကျမ်းမာ ချမ်းသာကြပါစေကျေးဇူးပါဗျာအဲဒီလိုနဲ့အထုပ်အပူတွေနဲ့ရေစိတ်ကိုရောက်တော့အမေကြီးဒေါသလင်းကိုညောင်မေအောက်မှာတွေးလိုက်ပါတယ်ပြန်ပြီလားဟိဈေးစရာလေးဟုတ်ကဲ့အမေကြီးကျွန်တော်ပြန်ပါပြီခင်ဗျအဆင်ပြေတယ်မဟုတ်လားဟိဟုတ်ကဲ့ပြေးပါတယ်အမေကြီးခင်ဗျငါပြောတာပဲကဲမင်းကငါထမင်းမွေးနဲ့စောင့်နေတာကြာပြီခွင့် အိမ်ကိုသွားကြစို့အဲဒီလုံနဲ့အမေကြီးဒေါ်စလေးရဲ့အိမ်ကိုရောက်တော့အလိုအိမ်ပေါ်မှာဖျားစင်လေးမရှိ ခုံတန်းပေါ်မှာနေရုံမျိုးစုံဘလူးကောင်းမျိုးစုံနဲ့အီယာမကြော့ပြင်းကြီးကိုမြင်ရပါတယ်။ gain စားလိကွယ်ချမင်းမွဲကိုတယောက်တည်းစားရပြီးတော့အမေကြီးဝင်စားလိမင်းအတွက်တီးတက်လောက်ထားတာအဝါသာစားချက်သားဟင်းစီပြန်ငါးချီရင်ဟင်းတင်းင်းဒီတို့စရာငပြောဘူးတော့ငပိဖြော်ရင်နဲ့ စားလို့များကောင်းလိုက်တာဒီအမေကြီးဒေါသလည်းဟာခိတ်ချက်တဲလေကောင်းတာပဲစားလို့ပြီးတော့ကျုပ်ဘဲဥမြေပဲပြားရည်နွားနှုံးနဲ့ငွေသားတစ်ချုပ်ကိုထက်မှန်ကတော်လိုက်ပါလေစုလုံးဝမပေးဘူးကျမ်းမှချမ်းသာပါစေလို့မပြောပါဘူးမေးဘယ်နေ့ကိုလာအောင်ပါလဲအစဉ်ပြေမဲနေတော့လာခဲ့ပါမယ်အမေအေးအေးတော့ရောတော့တော့အမေကြီးကိုအယူတီပြုတ်ပြီးတော့အထုပ်အဘိုးကြီးဆွဲလို့ထွက်လာမှာချက်မြင်လဲရောက်တဲ့ခါမှာတော့ ကျက်အော်တန်ကိုကြားရပြီဟာဘာလေးဟာဟင်ကျက်မအော်တဲ့အတန်နဲ့ကျက်ပအော်တဲ့အတန်မျိုးတွေဟာသူ့ပိုင်ထဲကနေအော်နေတာပါဟုတ်ရဲ့လားမဖြစ်နိုင်ပါဘူးဒါနဲ့အင်ကြီးလှန်ပြီးတော့ဝမ်ဘိုက်ကိုငုံကြည့်လိုက်တော့အာဖေရကြီးဝမ်ဘိုက်ရဲ့နေရန်သားတွေကိုကျက်ကျက်တော့နဲ့ကုတ်ချစ်တယ်လို့ခံစားရပြီးတော့နာကျင်လုံးလုံးအော်လိုက်ရတဲ့အဖြစ်ရပါကျော်တန်တွေလည်းအဆက်မပြတ်ကြားနေရပြီးတော့ ဖះဖះငါဘိုက်တီကချက်တုံတယ်အအစာကောက်နေတဲ့အတန်းကြီးဟာချက်တုံချက်ချက်ချက်ကြောတန်းကြီးကြားနေရပါလားဘိုက်သေးမှလှုပ်နေပြီလူလုံးလုံးနေရပါအခင်ရခက်တာကဦးနေရင်ကိုနှုတ်သီးနဲ့ပောက်တာရဲ့ချက်တောင်းနဲ့အစာရက်တလို့ရက်ထုတ်တာကအသေးခက်အောင်ကို နားလာပါနားလုံးလုံးနဲ့မျက်ရည်တွေတပေါက်ပေါက်ကြက်ရပြီးတော့ဆရာလုံးမရဘိုက်ကိုလက်နဲ့နှိမ့်ရင်းနဲ့မျက်ရည်ဆက်လက်နဲ့စဉ်းစားနေမိပါတယ် ငါရော်ရီရစားတဲ့အစားအစာတွေကြောင့်တော့မဖြစ်နိုင်ဘူး။အခုဘိုင်ထဲမှာဖြစ်နေတာအလုံးကိုထူးဆန်းနေတယ်။စောစောကငါဒေါသနဲ့ကြွတဲ့စိတ်သားဟင်းနဲ့တမင်းစားပြီးတော့အပြင်မှာကောက်ကငင်ကဖြစ်ရတာ။မဟုတ်မှလွယ်ရောလူလူထူးဆန်းဒေါသနဲ့ပဲသူပဲငါ့ကိုပြူစားလိုက်တာဖြစ်မှာ။ဒေါသနဲ့ကဘာလဲ။ပညာတယ်လား။စုံလား။ငါလည်းမသိဘူး။ဖြစ်ချင်ရဖြစ်ဟာ။သူကြွတဲ့စိတ်သားစားပြီးမှဖြစ်ရတာ။သူ့ကိုပြောပြီးတော့မြစ်တာရေးရမှာပဲ။ဒီတော့မှတော့ ဒေါ်စလင်းရဲ့အိမ်ကိုပြန်လဲဝင်လိုက်တော့ဒေါ်စလင်းကစေပေါ်လေးကြီးကိုခေါင်းတုံမီးတုံနဲ့တောက်ပြီးတော့တူဝဲလာတာကို ကြည့်ရင်ကဘောင်လုံးပေဘာကြံကြီးလို့တော့ဟိုဟိုအမေပြောဘာကြောင့်ပြန်ဝင်လာတာတော့ဟိုအမေကျွန်တော်လေကျက်သားစားပြီးတော့အပြင်းလဲရောက်ရောဗိုက်ကြီးကနေကျက်တွေတို့တွန်တန်ကြားပြီးတော့လေကုတ်ချင်နေလို့ပါအဲ့ဒါဟုတ်ရဲ့လားကောင်းလေးရဲ့ဗိုက်လံပြဆန်းဒါနဲ့ပဲ ဆရာလေးလုံးပေကအင်းကြီးလှမ်းပြလိုက်တော့ချက်တော်တန်နေချက်ကြော်တန်နေကြားရပြီးတော့ဟုတ်သားပဲခွေအမေကြီးဒေါ်စလင်းကဆရာလေးဝမ်းပိုက်ထက်ကချက်တော်အော်နီတာကိုဓာတ်ထောင်ကြည့်ပြီးတော့အားရပါရရိလိုက်ပါတယ်အမေကြီးရေကျွန်တော်ကေပေါင်းများကျွန်တော်ကေပေါင်းအမေကြီးရေအမေကြီးကတော့ဘာမှမပြောဘဲတဟားဟားနဲ့ရင်းနေပြီအမေကျွန်တော်တောင်းပန်ပါတယ်ဗျာအမေကြီးရေအာ ဒီဒီလိုဖြစ်မျိုးနဲ့ကျွန်တော်မျိုးဘယ်လိုပြန်ရမလဲဗျာကုညီပါအမေကြီးရေအေးအေးအေးကုညီရမှာပေါ့ကုပေးရမှာပေါ့အဲ့ဒီလိုပြောပြီးတော့တောက်ရီပကံခွက်ကရေကိုသူ့မရဲ့လက်နဲ့ထိုးမေးလိုက်ပြီးတော့ဇရာလုံးကိုကမ်းမိပါတယ်ညော့ရေကုံအောင်တောက်ချလိုက်အဲ့ဟာနဲ့ရေခွက်ကို တကုတ်ကုတ်နဲ့တောက်ချလိုက်ပြီးကုန်ပြီလားဟုတ်ကုန်ပါပြီအမေကြီးကုန်ရင်ပြောက်ပြီဟုတ်ပါရဲ့ဗျာကြည်စမ်းမအောင် အမေဒေါ်စလည်းစီရင်ပေးလိုက်တဲ့တောက်ရီကိုတောက်လိုက်ရောဘိုက်ထဲမှာကြက်ဖို့ကြက်မှာတုံတန်းအော်တန်ဒီလုံးဝမကြားတော့ပါဘူးကုတ်တာရစ်တာလည်းမရှိတော့ဘဲနဲ့ဝမ်းတာလိုက်တဲ့ဖြစ်ချင်းဒါဒါဆိုရင်တော့အမေဘာလို့ပျောက်သွားပြီခင်ဗျပျောက်ရင်ပြီးရောပေါ့ပြန်တော့မတိလို့မေးပြစေအမေကြီးကျွန်တော်ဝမ်းပိုက်ထဲမှာကြက်អော်တယ်လို့ဖြစ်အောင်လုပ်တာဟိုလေအမေကြီးလွတ်လိုက်တာလားလို့ဟင်အေးဟုတ်တယ် ငါလှုပ်လိုက်တယ်ပဲအဲ့ဒါဘာဖြစ်လို့လဲဒီလိုဝန်ခံတာကိုကြားလိုက်တော့ဆရာလုံးတယောက်အံ့ဩသွားပြီအမေကြီးရဲ့ကျွန်တော်လေးအမေကြီးကိုရောင်ဝယ်နှုန်းကလည်းအူဖြဖြလက်ဆောင်ပစ္စည်းတွေပေးပြီးတော့ဂါရဝပြုတ်ခဲ့ပါလေရွာကနေစစ်ကူပြီးတော့ပြန်တော့လေကျောင်းသမားပစ္စည်းတွေကကောင်းပြီညွန့်ပြီအစားအစာတွေအသေးအနှံတွေငွေတွေကိုလည်းကျွန်တော်အမေကြီးကိုအပြန်ဂါရဝအပြင်ဝင်ပြီးတော့ပေးရခဲ့ပါလေအမေကြီးရဲ့ကျွန်တော်အမေကြီးပေါ်မှာလူရာထက်ပို့ပြီးတော့ ဂါရဝပြုပေးကမ်းခဲ့တာပါကျွန်တော်လိုဂါရဝပြုပေးကမ်းအယူတည်ပြီးတဲ့ကျွန်တော်ချမင်းတနဲ့ချက်သားနဲ့ကြွေးပြီးတော့ဖိုက်ထဲမှာကြက်လို့တုံအောင်ဘာလို့လုပ်တာလဲအမေကြီးရဲ့ဟင်ဆရာလုံးမေကအံ့ဩဝမ်းနေလုံးတာကြောင့်ဖြစ်ချင်ရဖြစ် မေးလိုက်တော့အမေကြီးဒေါ်ဆလည်းဟာဆရာလုံးမေရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးတော့တခုံးမေပြောလိုက်ပါလေငါစီကိုမင်းလာခဲ့တယ်ငါစီကို လာခဲ့ပြီငါအိမ်က စားတော့ပြန်သွားရင် ငါဘာကောင်းမှနေမင်းတို့တွေမသိပါဆိုလို့သိအောင်ပြလိုက်တာ။ကဲဆရာပေါ့စားလေငါဘာကောင်းမှလည်းသိပြီမလား။ငါဘာကောင်းမှလည်းမင်းသိရင်ကျင်းနေပြီကွာ။ဆက်လက်ပြီးတော့ပရိသတ်တို့ကစာရေးသူခင်မောင်အီမန္တလေးရေးသားထားတဲ့တောစင်ရိုင်းကြီးဤဂလဲစားဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်။အာယုံဟာလောကြစာပြုတ်နေပြီးတော့အရှိစီကရောင်နေကလည်းမရေတည့်ရဲ့နဲ့ထွက်ပြူလို့လာခဲ့ပါပြီ။အာယုံဥမှုဝင်းကျင်တခွေမှာ တောင်ကိုတွေဝင်နေပြီးတော့မြူတွေကလည်းဆိုင်းနေပါတယ်။နန်းစလင်ကြီးရွာလေးကမြူကိုဝေဝေဖုံးနေချိန်မှာငိမ့်စိတ်တိတ်စိတ်ပြီးတော့ကလေးတွေအိမ်မွေးတိရိစံတွေနိုးထခြင်းမရှိသေးတာကြောင့်အတန်ပလန်တွေဟာတိတ်စိတ်နေပုံရပါတယ်။နန်းစလင်ရွာသားမောင်သိန်းဝင်းကဆလူပတ်တွေ ခုတ်ဖို့အတွက်ဘလူစဝချောင်းမြောက်ကိုထွက်လာပြီးချောင်းရီကလည်းတတွင်တွင်စီးနေပါတယ်။ချောင်းကိုဖြတ်ကူးလိုက်တော့ရေးကအေးလာပြီးတော့ဒါပေမဲ့လည်း အေးတံကိုအမှုမတာမနေအားပဲနဲ့ဝဲကြီးကလည်းရှိသေးပြန်ပါလေဆလူဘူးဓာတ်ကိုညာလန်းနဲ့ကမ်းပြီးတော့ပုံလေလောက်ချောင်းရည်ထဲမှာကြီးတဆက်ဆက်ရှောက်လန်းသွားပြီးတော့တစ်ဖက်ကိုရောက်လို့လို့ခြေလဲနောက်တလဲလှမ်းမှုအာယူလိုက်တဲ့ခဏမှာကျောင်းပြားတနေရာကအေယာမတောစင်ရဲတကောင်ကိုလှမ်းမြင်ရပြီး မောင်သိန်းဝဲတယောက်အကြီးအကျယ်တုံလို့ချုပ်ချလို့တွားရပါတယ်တောစင်ရန်ကြီးကမောင်သိန်းဝဲကိုတတိထောင်းမိဟန်မတူပဲဥကင်းကိုမော့ကား ကို့ပြန်နေတဲ့အဆွဲတစုံဂျားလေးကနှာမောင်းကြီးကိုစန့်တန်းပြီးတော့ငပြောပင်လေးကိုရစ်ဆွဲရပါဇက်သေးထိုးသွင်းလို့နေပါလေတောစင်ရန်ကြီးသူ့ကိုမတွေ့ခင်မှာပြေးမှဖြစ်ပြီးတော့မောင်သိန်းဝင်းဟာရှေ့ကိုလှမ်းလို့စတဲ့လက်ဝဲချောက်ကိုစက်ကနေရက်ပြီးတော့ကိုကိုအตาရရွတ်ပြီး နောက်ကိုပြန်လှည့်ကနောက်ကြောင်းပြန်ပြေးလာခဲ့ပါလေတောစင်ရန်ကြီးကသူ့အစာနဲ့သူ့မို့လူတယောက်ထွက်ပြေးသွားတာကိုတတိထားမိပုံမရပဲနဲ့ငပြောပင်လေးကိုသာ ဆွေးနှုတ်ကစားနေပါတယ်။မောင်သိန်းဝင်းရွာကိုပြန်လဲရောက်သွားပြီးအကျိုးကြောင့်ကြားသိရတဲ့ရွာလူကြီးတွေဟာရွာသားတွေစုစည်းကမီးကျုပ်တွေမီးစီးတွေဘွားလက်ခုပ်တွေတန်မိုးနေနဲ့ရရာတွေစုစည်းပြီးတော့ချောင်းဆက်ကိုအပြေးလွှားတွားခဲ့ပါတယ်။ကျောစင်ရန်ကြီးကတော့အစားမပြည့်စားနေစေရှိရွာလူကြီးကမီးကျုပ်တွေတဝင်းဝင်းနဲ့မီးစီးတွေတယန်းရနဲ့တန်မိုးတွေတပုံပုံရိုက်ကတောစင်ရင်ကိုချောက်လန့်မောင်းထုတ်ပြစ်ကြပါတယ်။ ခဏဦးမှာတော့လူအုပ်ကြီးကိုအခိုက်အတန့်လောက်တွေကာစိုက်ကျင်နေပြီးအတော်ကြားတဲ့ခါမှာတော့ခြာခနေလှည့်ဝင်ပြီးသွားခဲ့ပါတယ်ဒီနောက်မှာပဲရွာသူရွာသားတွေဟာတပြေးချနိုင်ပြီးတော့ကျေးရွာသားတွေရဲ့အဆိုအရတုံးစင်ရန်နေဟာကလေးဝမော်လိုက်ကလန်တိုင်းထွက်ခွာသွားတယ်လို့သိရပါတယ်နေထန်းတဲ့ပြောင်းအချိန်နန်းစရင်ကျေးရွာအစုံပိုင်းမှာရှိတဲ့နေရင်တစ်ခုရင်သားကိုတော့အရှိန်မဲကြီးတစ်ခုတပြေးပြေးကက်လာပြီးအရှိန်မဲကြီးချင်းကလာပုံကတိုးတိမ်ညင်သာလုံးလာပါတယ် တောစင်ရန်ကြီးကနေအိမ်ကိုအစွဲနဲ့ထူးကောကဖြူချလိုက်ပြီးတော့နေအိမ်ကစက်ကူအိမ်တလုံးလိုပဲပြိုလူးလူးဖြစ်သွားပြီးတော့နေအိမ်ပြိုသွားတဲ့အခါမှာအိမ်ထဲမှာရှိနေကြတဲ့အိမ်သားတွေလည်းတက်ဆွန်ဆန်များကြောက်အားလက်အားပြေးရပါတယ်အိမ်ရှင်ဖြစ်တဲ့ဦးအညီတွေတယောက်ကတော့ကံမကောင်းခဲ့ပဲတောစင်ရန်ကြီးရဲ့ရှစ်တဲတဲ့ကိုပြေးမိရတာဖြစ်သွားခဲ့ပါတယ်တောစင်ရန်ကြီးကအဆွေနဲ့ထိုးပစ်လိုက်ပြီးလူသားတယောက်ရဲ့တီးဆောက်ထားတဲ့ပုံဟာအသာအသွေးအကြောနဲ့ ပန်းလွာလာတဲ့အရေးကုန်ဖြစ်တာကြောင့်မာကျောလာတဲ့အဆွေနဲ့အထိုးခံလိုက်ရတဲ့အခါမှာစစ်စီညင်ညင်ကြည်သွားခဲ့ပါတယ်။ဝမ်ပိုက်တစ်တည်းမှာတော့တောစင်ရန်ကြီးရဲ့အဆွေနဲ့ထိုးသွင်းခြင်းခဲရပြီးဟောင်းလောင်းပွင့်သွားပြီးတော့အသက်ဘေကားထွက်မှန်တိတော့ပါဘူး။တောစင်ရန်ကြီးကအိမ်ကိုဖြိုလူကိုတပီးတာကြောင့်တောလေးကိုပြန်လည်ဝင်ရောက်သွားပြီးနောက်ထပ်တစ်ဖက်နေမုံမတည့်ခင်မှာကလီဝါမော်လေးကားလန်နေပြီကတနေရာမှာမန်စာလီကြီးရွာကိုရောက်ရှိလို့လာပြန်ပါတယ်။ ယောက်သားတွေဟာကိုစီကုံကလေခွေးရာခင်းနေစီကို ရောက်သွားပြီးနေအိမ်ဒီမှာတော့တက်ကြီးရုံနဲ့ကလေးတချို့သာကျန်တော့ပါတယ်။တောစင်ရိုင်းကြီးဟာတောလေးကနေရုတ်တရက်ပြေးထွက်လာပြီးတော့သူ့ရဲ့လှုပ်ရှားပုံဟာမြန်ဆန်လုံးလာပြီးတင်းသားကိုဖြုံးကနေရောက်လာမှတွေ့ရပြီးတော့တောစင်ရိုင်းကြီးကလေခွေးထဲမှာတွေ့မြင်နေရတဲ့တင်းသားကိုချင်းကရောက်ရှိလာကတဲကိုနှာမောင်းနဲ့ဖြူချဖြစ်စီပြစ်လိုက်ပါတယ်။အိမ်လေးတစ်လုံးဟာဟုံးကနေဖြူချသွားပြီးတော့ တိုးစင်ရန်ကြီးကအသက်80နှစ်နှစ်ရွယ်အပွားဦးကိုမညာမတာရရဲ့ဆက်ဆက်အဆွေနဲ့ထိုးပြီးတော့တက်ပြစ်ပြန်ပါတယ်။အဘတော်ကလည်းတိုးစင်ရန်ကြီးအဆွေနဲ့ထိုးတက်သွားရင်ခံလိုက်ရတယ်လို့လူဦးတယောက်ကိုတိုးစင်ရန်ကအဆွေနဲ့ထိုးတက်သွားရင်ခံလိုက်ရတယ်ဆိုတာညနေဆုံးတဲ့အချိန်သားသမီးတွေရာခင်းကပြန်လာမှတွေ့ရပြီးတော့တမိသားစုလုံးအုံအုံကျွတ်ကျွတ်နဲ့ဝမ်းနေမဆုံးဖြစ်ရပြီးတိုးစင်ရန်ကြီးအလုံးကိုတောင်းကျက်နေပြီဖြစ်ပြီးတော့တနေ့ရဲမှာပဲ လူနှစ်ယောက်ကိုတတ်လိုက်တာပါတောစင်ရန်ကြီးဟာမနေ့စောစောပလူဇဝကြီးရွာကိုဝင်ရောက်လာပြီးချောင်းဆန်သားမှရှိတဲ့ရွာသားမောင်သိန်းဝင်းကတွေ့ရပြီးတော့မောင်သိန်းဝင်းကရွာကိုပြန်ပြေးလာပြီးအကြောင်းကြားလာကြောင်းကျော်လူကြီးဥဆောင်ကမိတို့တွေနဲ့ချက်လန့်ခဲ့ရပြီးတောစင်ရန်ကထိတ်လန့်ကြောက်ရွံ့စွာနဲ့တော်ရီကိုပြန်ပြေးတော်ရတာပါတောစင်ရန်ကအခဲမကြီးပဲတောင်ပေါ်မှာအစာရည်စာရှာရဖွေရခက်ပြီးတော့ရှေးရခင်တုန်းကနဲ့မတူပဲ စကြက်တွေမှာလူတွေကစိုက်ခင်းနေရာခင်းနေပြစ်လုံနေရကြောင့်ဒုက္ခောင်တွေအတွက်နှီးစားစားစရာတွေရှားပါလို့လာခဲ့တာပါဒါကြောင့်လူတို့ရဲ့နေရာတောင်ကြီးကကျေးရွာစိုက်ခင်းနေစီကိုခြေဦးလှည့်လာပြီးတော့စကြက်နေမြေတွေချင်းမြောင်းလာခြင်းလူတွေဟာတောကောင်တွေကိုအမဲလိုက်တက်ပြက်ခြင်းစင်စွေတက်မိုးကြည့်တာကြောင့်စင်တွေကိုမုန်ဆိုးတွေဟာရှားပေးတက်ပြက်ခြင်းအကြောင်းတွေကြောင့်လူနေစင်တို့ကြားမှာတော့ကြီးမားလာတဲ့ပြိပခါတွေဖြစ်ခဲ့ပါတယ်ဘလူဇာဝကြီးရွာနဲ့ မန်ပါလီကြီးရွာနေရွာချာကအိုးအေးညီထွေးနဲ့ဥပတောင်းတို့ကိုစင်စွယ်နဲ့ထူးကတက်ပြက်သွားတဲ့တုံးစင်ရန်ကြီးကိုတော့ကလေးဝါမျိုးနဲ့ရဲတပ်ဖွဲ့ဝင်ပြီးမြို့နယ်တတော်ဦးစည်းဌာနကဝန်ထမ်းတွေအပြင်ပြည်သူ့စီယုံကဆရာဝန်ဆရာမဝန်ထမ်းအားလုံးမကျန်ပူးပေါင်းပါဝင်ပြီးတော့တိုးလေးကိုသွားက၆လက်မောင်းထုတ်ကြပါတယ်ဒီခါမှာတော့လူနေရောက်ကိုတက်ပြက်သွားတယ်သတိဆန်ကြီးဟာစူးစီးညင်ညွတ်တဲ့လူသားတွေကိုအမတုနိုင်မင်းနဲ့တိုးတဲ့ထဲကိုဝင်ရောက်က ပျောက်ွယ်လို့သွားပါလေမြန်မာနိုင်ငံမှာတော့စုစုပေါင်းအေရိယာ၈၈၂5ဒသမ၈လျှောက်စတူရဲမိုင်ကျင်းဝင်းနေစင်ဘေးမဲ့တော့၅ခုတီထောင်တာပြီဖြစ်တာကြောင့်တရုံ၁၂ခုနှစ်အတွင်းမှာမိုးလဆင်ဆက်ချက်တွေပါဝင်နေမြောက်ဇာမရီရဲနယ်ကြောက်တက်ကဥပ္ပိုလ်ဂျိုဝိုင်းအေရိယာစုစုပေါင်း၃89ဒသမ၅သုံးစတူရဲမိုင်ကိုစင်ထင်းသိမ်းရေးတဘာဝနေမြေဖြစ်နေဖွဲ့စည်းတီထောင်မှုရည်ရွယ်ထားကြောင်းအမိန့်ထုတ်ပြန်ပြီး တည်ပြုဖွဲ့စည်းနိုင်မှုတိုင်းတာမှုတွေဆောင်ရွက်နေကြောင်းဂျာနယ်တစ်ခုမှဖိတ်ရတော့ယတနာတော်ဝင်ဆင်းတို့အတွက်တစုံတရာအတိုင်းအတာတစ်ခုထိရှင်အေးလို့တွားရပါပြီ။ပရိသတ်တွေနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူခမောင်အေးမန္တလေးရေးသားထားတဲ့တိုးစင်ရိုင်းဤဂလဲစားဆိုတဲ့ဇလံလေးပဲဖြစ်ပါလေ။ဆက်လက်ပြီးတော့လေခုလိုမျိုးစိတ်ဝင်စားဝယ်ရဇလံလေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ စီပါလည်လာပါများတိုးတက်ကြပါကြပါစေဗျာ။